ားရှင်တွေအားလုံးတာလီစွာပါ Diplomat Media Group DMG ရဲ့2025ခုနှစ် Match လ18ရက်နေ့အတွင်းသတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့အစီအစဉ်မှာတော့ကြောင်းဖြူမှာစစ်ကောင်စီကမိသားဝန်ထမ်းတွေကိုလုံခြုံရေးမှအသုံးပြုနေတဲ့သတင်း စစ်ကောင်စီထိန်ချုပ်ထားတဲ့ရခိုင်ကမြို့သုံးခုမှာတက္ကသိုလ်စာမပွဲစတင်ပြင်ဆိုတဲ့တဲ့တင်မောင်တော်မှာကလင်းငယ်အများစုအာဟာရချို့တဲမှုကြုံနေရတဲ့အကြောင်းအပါအဝင်တခြားစိတ်ဝင်စားစရာတဲ့တင်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးသတင်းပေါ်အနေနဲ့ကြောင်းဖြူမှာစစ်ကောင်စီကမိသားဝန်ထမ်းတွေကိုလုံခြုံရေးမှအသုံးပြုနေတဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်ကြောင်းဖြူမြို့နယ်မှာစစ်ကောင်စီကမြို့ပေါ်လုံခြုံရေးနဲ့ပတ်သက်ပြီးတော့မိသားဝန်ထမ်းတွေကိုအုံပြုနေတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။ဖေဖော်ဝါရီလကုန်ပိုင်းကစတင်ပြီးတော့မိသားဝန်ထမ်းတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူလုံခြုံရေးတာဝန်ထမ်းဆောင်နေကြပြီးမြို့အနီးစစ်ဆေးရေးဂိတ်တွေမှာကင်ဆောင်တာစစ်ဆေးမေးမြန်းတာတွေကိုလှုံ့ဆော်နေကြရပါတယ်။ ကြောက်ဖြစ်မျိုးနဲ့မှာစစ်ကောင်စီကမျိုးပေါ်နဲ့မျိုးအနီးပန်ဝန်းကျင်ကိုသာထိန်ချုပ်ထားနိုင်ပြီးတော့သူတို့ထိန်ချုပ်ထားစစ်ဖြစ်တဲ့ငလပွဲကြောက်တလုံးကိမော်တောင်နဲ့နှမ်းဖေးတောင်ကျွာမှာရှိတဲ့စစ်စေးရေးဂိတ်တွေမှာမိသားဝန်ထမ်းတွေကိုနေရာချပေးထားတာဖြစ်ပါတယ်စစ်ကောင်စီကဆွေရင်နဲ့ဆက်ဆက်တဲ့ကိစ္စရပ်တွေကိုမိသားဝန်ထမ်းတွေကိုပါအသုံးပြုလာတာဟာစစ်ကောင်စီအနေနဲ့လုံခြုံရေးအင်အားလျော့နေလာတာကြောင့်ဖြစ်တယ်လို့ပြောဆိုမှုတွေရှိနေကြပါတယ်။ ဆက်လက်ပြီးတော့စစ်ကောင်စီထိန်ချုပ်ထားတဲ့ရခိုင်ကမြို့သုံးခုမှာတက္ကသိုလ်ဝင်စာမပွဲစတင်ပြင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ2024 2025ပညာသင်နှစ်အတွက်တက္ကသိုလ်ဝင်နှင်းစာမေးပွဲကိုဒီကနေ့မတ်လ18ရက်ကစလို့နိုင်ငံတော်မှဆက်စည်းနေပြီးရခိုင်ပြည်မှာလည်းစစ်ကောင်စီထိန်ချုပ်ထားတဲ့မြို့သုံးမြို့မှာတက္ကသိုလ်ဝင်စာမေးပွဲစတင်ဆက်စည်းနေတယ်လို့သိရပါတယ်။ရခိုင်ပြည်မှာမြို့နယ်18ခုရှိတဲ့ထဲကမြို့နယ်14ခုကိုအာရခတ်တပ်တော် A ကတင်ပိုက်ထိန်ချုပ်ထားတာကြောင့်စစ်ကောင်စီက စက်တွေကြောက်ဖြူမအောင်တို့မှသာတက္ကသိုလ်ဝင်စာမေးဘက်ကိုကျင်းပနိုင်တာဖြစ်ပါတယ်။လက်ရှိမှာစက်တွေနဲ့ကြောက်ဖြူမျိုးနယ်တို့မှာစက်ကောင်စီနဲ့အေတို့တိုက်ပွဲဖြစ်ပွားမှုနဲ့အတူလုံခြုံရေးစိုးရိမ်ချက်တွေကြောင့်အဲ့ဒီမျိုးနယ်တို့မှာတက္ကသိုလ်ဝင်နှံဖြည့်ဆို့ခွင့်လျှောက်လာတင်ထားတဲ့ကျောင်းသူကျောင်းသားအများအပြားစာမေးဘက်ဖြည့်ဆို့နိုင်တာမရှိဘူးလို့သိရပါတယ်။စက်တွေကြောက်ဖြူမအောင်မျိုးနယ်တွေမှာအခုနဲ့2024 2025ပညာသင်တဲ့အတွက်တက္ကသိုလ်ဝင်နှံစာမေးဘက်ဖြည့်ဆို့မဲ့ကျောင်းသားကျောင်းသူ2069ဦးရှိတယ်လို့ပြည်내ပညာရေးမှူးဌာနကသိရပါတယ်။ အဲ့ဒီမျိုးနဲ့သုံးခုမှာစက်ကောင်စီကစာဆက်ဌာနရှိခုပွင့်လက်ထားပြီးစစ်တွေမှာ၄ခုကြောက်ဖြူမှာ၂ခုနဲ့မအောင်မှာ၂ခုတို့ဖြတ်ကြပါတယ်အခုနဲ့တက္ကသိုလ်ဝင်တဲ့စာမေးဘက်ကိုမက်လ၁၈ရက်ကစလို့မက်လ၂၂ရက်နေ့ဒီပဲ့ရဲမရှိစစ်ဆေးသွားမှာဖြစ်တယ်လို့လည်းစက်ကောင်စီကထုတ်ပြန်ထားပါတယ်ခင်ဗျာမောင်တော်မှကလင်းငယ်အများစုအာရချိုတင်မုံကြုံနေရတဲ့တဲ့င်းကိုလည်းတင်ဆက်ပေးခြင်းပါတယ် ရခိုင်ပြည်မောင်နှုံမြို့နယ်အတွင်းမှာရှိတဲ့အသက်၅နှစ်အောက်ကလေးငယ်အများစုမှာမိသားစုဆောင်ဝန်တွေရဲ့အဆင်မပြေတာတွေကြောင့်အာဟာရချို့တင်မှုတန်းဝန်ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ကုညီကေဆေးလုံးနယ်သူတွေစီကသိရပါတယ်။စစ်ပေးဆောင်စခန်းတွေနဲ့မွတ်စလင်ကျင်းရွာတွေမှာကလေး၃ယောက်ကနေ၁ယောက်ဟာအာဟာရချို့တင်မှုလက္ခဏာကိုတွင်းနေရတာဖြစ်တယ်လို့စစ်ပေးဆောင်အရေးကုညီဆောင်ရွက်ပေးနေသူအမျိုးသမီးတစ်ယောက်ကဆိုပါတယ်။ စစ်ပေးဆောင်တွေမှာအကူအညီရရှိမှုနေပါတာအလောက်ကင်ရှားပါတာကုံစင်းတို့အဆမ်းတန်မြင့်တက်မှုတွေကြောင့်စောင့်ဝင်ရဲ့အကြက်တဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။အဲ့ဒီလိုအကြက်တဲတွေကြောင့်ထမင်းအသားငါးတွေကိုဝါဝါလင်လင်မစားသုံးနိုင်တဲ့အပြင်အာဟာရပြည့်ဝတဲ့တခြားသောမုန်ပေးသရေစာတွေကိုလည်းမကျွေးနိုင်တဲ့အတွက်စစ်ပေးဆောင်ကလေးငယ်တွေမှာအာဟာရချို့တက်လာကြတာဖြစ်တယ်လို့စစ်ပေးဆောင်တွေကဆိုပါတယ်။ ။အဟာရချို့တဲ့အဓိကအကြောင်းရင်းမှာ အစာတောင်ကောင်းကောင်းမစားရတာဖြစ်ပြီးတော့စားတဲ့အစာကအဟာရလုံလောက်မှုမရတာတွေအကြောင်းဖြစ်တတ်တယ်လို့သိရပါတယ်။နောက်ထပ်စနစ်တပေါက်အနေနဲ့အေယဝတီရရခိုင်စစ်ဘေးဆောင်၃ရောက်ကိုစစ်ကောင်စီထောင်ချောင်းနှစ်ချမှတ်တဲ့တရင်ပဲဖြစ်ပါတယ်။အေယဝတီတိုင်းရေကြီးမြို့နယ်တဲ့ကိုစစ်ဘေးဆောင်လာကြတဲ့ရခိုင်စစ်ဘေးဆောင်၃ဦးကိုပေကရမက်ရှလာ၁၄ရက်နေ့မှာရေကြီးမြို့နယ်တရားရုံးကအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှာငတ်စတဲ့ကငယ်နဲ့ ထောင်ဒဏ်ရှောင်နဲ့ရှာမလိုက်တယ်လို့သတင်းရရှိပါတယ်။ထောင်ရှားခံရသူတွေဟာကွာတိုက်ပွဲကာလ2024ခုနှစ်နိုဝင်ဘာလ14ရက်နေ့က AFD တိုင်းဖက်ကိုစပေးရှောင်လာကြတဲ့အခါငတိုင်းရှောင်အနီးရင်းနှီးသားဆစ်ဆေးကိတ်မှာစက်ကောင်စီတပ်သားတွေကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဒီနောက်အာရခတပ်တော်နဲ့ဆက်ဆက်တယ်လို့ဆဆွဲပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှငါစတဲ့ကငယ်နဲ့တရားဆွဲဆိုခဲ့ပြီးထောင်ဒဏ်ရှာမှတ်ခဲ့တာဖြစ်တယ်လို့အဲ့ဒီအကြောင်းကိုသိတဲ့တရေရင်းမြတ်တူကပြောပါတယ်။ ထောင်ရှားခံရသူ၃ဦးဟာကွာမြို့နယ်က၂ဦးနဲ့အွန်မြို့နယ်က၁ဦးဖြစ်ပြီးအသက်၂၀နဲ့၃၀ဝန်းကျင်အမျိုးသားတွေဖြစ်ကြပြီးသူတို့အမည်နဲ့တခြားအချက်လက်တွေကို DMG ကဆက်လက်စုံစမ်းနေသေးပါတိုက်ပွဲဖြစ်ပွားနေတဲ့ ARD တိုင်းမှာစက်ကောင်စီကရခိုင်ကစပေးဆောင်တွေကိုအစင်းရဲ့အကြောင်းပြပြီးဖမ်းဆီးတာတွေအရခတ် တက်တော်ရဲ့တပ်ဖွဲ့ဝင်တွေလို့ဆက်ဆွဲဖမ်းဆီးတာတွေရှိနေပါတယ်ခင်ဗျာ။နောင်ချုံမြို့ဘုံကျေခံရမှုကြောင့်တန်ကအပါဝင်ကိုရောက်သေးဆုံးပြီးစက်ခွန်နေရာဒဏ်ရာရတဲ့တဲ့င်းကိုလည်းတင်ဆက်ပေးမှာပါ။ တအင်းတက် DNL ထိန်ချုပ်ထားတဲ့နောင်ချိုမျိုးကိုစစ်ကောင်စီကမင်းကညနေ9နာရီခွဲအချိန်မှာဂျဲဖိုင်တာနဲ့ဘုံစေးသွားတဲ့အတွက်အတန်ကအပါဝင်၉ရောက်တေဆုံးပြီးတော့၁၆ရောက်တန်းရာရရှိသွားခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်နောင်ချုံမြို့စိန်ရတနာ ပရိယတိစာတင်တိုက်ကိုစစ်ကောင်စီကပေါင်250ဘုံလေးလုံးအထိကြေချခဲ့တာဖြစ်ပြီးရဟန်းနှစ်ပါးနဲ့တာမနေလေးပါ အမျိုးသမီးတစ်ယောက်အမျိုးသားနှစ်ယောက်တို့သေဆုံးသွားခဲ့ပါတယ်။ ဒါအပြင်နောက်ထပ်တန်းကတော့73ပါနဲ့ပြည်သူ၄ယောက်တို့မှဒဏ်ရာရရှိသွားခဲ့ပြီးတော့လူနေအိမ်နဲ့ဖုံးတော်ကြီးចောင်းဆောင်အများအပြားပြတ်ဆီးသွားခဲ့တယ်လို့ထုတ်ပြန်ချက်မှပါရှိပါတယ်။လက်ရှိဒဏ်ရာရရှိသူတွေမှာစေဝါကူတောင်းမှုခံယူနေကြရတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားတာမရှိဘဲအရဲသားတွေကိုရည်ရွယ်ချမ်းရှိရှိဥတီဘုံကျေးတိုက်ခိုက်နေတဲ့အတွက်ပြည်သူတွေအနေနဲ့ဘုံကျေးတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့စစ်ရေးတတိအမြင့်ရှိစေဖို့လိုအပ်ပြီးတော့လေကြောင်းရန်ကကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနေလန်တွေလိုင်းနာဆောင်ရွက်ဖို့လိုအပ်တယ်လို့ TNL ကတိုက်တွန်းထားပါတယ်နောက်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးချင်ပါတယ်။ အဲ့ဒီသတင်းကတော့ယူကရိန်းစစ်အပြင်းရရဲ့ဥရောပခေါင်းဆောင်တွေဆွေးနွေးတဲ့သတင်းပဲဖြစ်ပါတယ်။ရုရှားနဲ့ယူကရိန်းတို့ကြားအပြက်ခတ်ရဆဲနိုင်ဖို့အတွက်ဥရောပနိုင်ငံတွေကခေါင်းဆောင်တွေဟာစနေနေ့ကအွန်လိုင်းကနေတဆေတွေးဆုံခဲ့ကြပြီးစပွဲရရဲ့ဆက်လက်တွန်းအားပေးဖို့ဗြိတိန်ဝန်ကြီးချုပ်ကတိုက်တွန်းခဲ့ပါတယ်။တုံ့နှက်ကြံပြီးဖြစ်တဲ့စပွဲရတန်းဖို့ ရှေ့လာမဲ့အချိန်တချိန်မှာတော့ရုရှားအနေနဲ့ဆွေးနွေးမှုတွေပြုလုပ်ရမှာဖြစ်တယ်လို့ဗြိတိန်ဝန်ကြီးချုပ်ကဥရောပကောင်ဆောင်အများစုပါဝင်တဲ့အဲ့ဒီအစည်းအဝေးမှာပြောကြားခဲ့တာပါတချိန်ချိန်မှာတော့ဆွေးနွေးပွဲစကောပိုင်းကိုသူလာရလိမ့်မယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကိုရည်ညွှန်းပြီးဗြိတိန်ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်စနေနေ့ဆွေးနွေးပွဲမှာညီချင်းရဲ့သဘောတူညီချက်တရားရယူပြီးရှင်ယူကရိန်းရဲ့လုံခြုံရေးစိုးရိမ်ချက်တွေဖြေရှင်းပေးနိုင်ရင်နဲ့ယူကရိန်းအတွက်အနာဂတ်မှာစစ်ရေးနဲ့ဗန္ဒိုင်းဆိုင်ရာပုံမိုးကူညီမှုတွေဘယ်လိုရှေ့ဆက်ပေးနိုင်မလဲဆိုတာတွေကိုဆွေးနွေးကြကြပါတယ် ရုရှားဟာယူကရိန်းကို2022ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့ကစပြီးအလုံးစုံဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်စစ်ပွဲက၃နှစ်ကျော်ကြာဖြစ်ပွားနေတာလည်းဖြစ်ပါတယ်ခင်ဗျာဒီကနေ့သတင်းအသံထောက်လွှင့်တဲ့အစီအစဉ်ကိုတလောင်းနယ်ပဲရန်နာလိုက်ပါတယ်ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့တွေမှာညာရှိနိုင်အချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်သတင်းစင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။